ေဒီတိကဖန်နီမဲရောចောင်းကိုရောက်ရှိခဲ့တဲ့အတွေ့အကြုံလေးကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်။မဲရောចောင်းကိုရောက်ပြီဆိုတာနဲ့ဗုဒ္ဓမြတ်စွာဘုရားပြည်ရင်မဟာပိန်းနဲ့ပြီးရင်တော့အဖင်လိုက်ကြတော့ရတယ်ပေါ့နော်။ဒါကတော့မဲရောပါ။တီတီတရားတလောက်တော့ကိုရဲ့ဥပုဖောင်းရတယ်ပေါ့နော်။မနဲ့ရင်မိုးချိုးပြရနဲ့အာဘာမှမဖားတော့ဘူးညနေတီပေါ့နော်။ အလူရှင်တွေက မနှမ်းနဲ့နေလည်းနဲ့ပြီးတော့တရက်နဲ့တရက်နဲ့အလူရှင်တွေရှိရဲအတူတော့မတူဘူးပေါ့နော်ဟင်းနေရတော့ဟင်းနေတဲ့မှာကျွတ်တွန်ဤကျွတ်တွန်ဖြူဟင်းချုံမမပါဘဲနဲ့တက်တက်လို့တီးတန်းဖြစ်တဲ့အတွက်ကြောင့်မလို့လူမျိုးမျိုးဘာသာမျိုးမိသူမျိုးဆိုတွားရောက်ပြီးတော့သုံးဆောင်နိုင်ပါတယ်ဒီနေ့တရက်နေ့မှာဆိုရင်နေ့လယ်ဖာနဲ့ညဖာမနေ့ပြန်နှစ်ရက်နေ့မှာညဖာတပတ်က၃ရက်နေ့မှာတော့နေ့လယ်ဖာရွှေမွေးမှာဖြစ်ပါတယ် အဲတီတီတို့မန္တလေးမှာဖုန်ရင်အာဖကိုးလန်းကမဲတော့ចောင်းမှာကြတော့သူကဖနေနေတိုင်းကျွေးတယ်ပေါ့နော်အဲဒီမှာတော့ဟိုဘလူတွေကျွေးလဲတော့မသိပါမယ်အဲ့လိုတချို့မဲတော့ចောင်းနေမှာဖုန်ရင်ဒီចောင်းမဟုတ်ဘဲနဲ့တချို့မဲတော့ចောင်းနေမှာဖုန်ရင်လာပြည့်နေတိုင်းကျွေးရလို့တော့သိရတယ်ပေါ့နော်ဒီမဲတော့ចောင်းရဲ့လိပ်ဖက်လေးကတော့တောင်ကြီးမြို့ဖဖန်ထွန်းလန်းမြို့မရက်ကွမ်းနံပါတ်1တာယာဖိုင်ရဲ့ အမ်နံပါတ်1တာယာဖိုင်ဘက်အချမ်းပေါ့နော်အိန္ဒိယစတိုးရဲ့ဖိုင်အပေါ်ထဲမှာရှိရပါအကျွေးမွေးရလဲဒီလိုငြိယုတ်တိအချက်တနီပဲဟီပေါ့နော်အဲ့လိုမျိုးလေးနဲ့အဖုံအကျွေးမွေးရပေါ့နော်ဟင်းနေချက်ထားတာကဒီစက်သွန်နီရဲ့အဖြူရဲ့ဟင်းထုမှုနေမပါဘဲနဲ့ကိုအဟင်းခတ်အမွှေးတိုင်းမှုမွှေးလေးနေဈာလို့ကောင်းနေပေါ့နော် ဒီမှာဒီပဟင်းလေးလေးဖို့လဲတော်တော်တောက်လို့ကောင်းတယ်ပြီးတော့လေဒီမှာဒီဟိုဟာပေါ့ဟာလဝကျွေးတယ်ပေါ့နော်ဟာလဝအချို့လေးနဲ့ထမင်းနဲ့ကလေပေါင်းဖာရလာမသိပြင်မဲ့ဖာလို့ကောင်းတယ်ပေါ့နော်ဒီဖက်ဖန်တို့ရက်ွက်ကဖန်နီမဲရောចောင်းမှာတော့အတိအကျဘယ်နည်းတွေကျွေးရလဲဖိုတာကျွေးတတ်လဲဖိုတာသိရလူရဲ့မျှဝေပေးအောင်နော် ဒါမီပူဖို့ဖို့မင်းမွေးနေတာပေါ့နော်အန်ဒီယာကကြတော့အဲဘယ်လိုပြောရမလဲဖျားရှင်ရဲ့နာမတော်တွေပါတဲ့တချင်းပေါ့နော်ဖျားတချင်းအဖိုးနေကြတာလို့ပြောတယ်ပြီးရင်တော့ဒီဘက်ကတီးပေးရဲ့လူတွေကတီးပေးပေါ့နော်ဒီဘက်မှာတော့ဒီခဏမီးမွေးထားတဲ့အာမီးနဲ့ဒီလိုမီးပုံးမွေးတွေနဲ့ပေါ့နော်ဖျားရှင်ကိုပူဇော်နေရ အခုဖော်ကားပြနေအောင်တွေ့ရပေါ့နော်။ဟိုတတိယအာဘာသာရေးနဲ့ပတ်သက်တာဆိုတော့အတရားကိုတင်းချာချာအရင်ကြီးမသိတော့အရင်ကြီးမပြောရင်ပေါ့နော်။အော်တည့်ရလူတွေလည်းအားလုံးတည့်ရအောင်အမျှဝေပေးပါအောင်နော်။တော့လေတတိတိကျင်လာကအကင်ပြီးတော့အာဒီကနေရဲ့ မီးကိုငွေရထွက်တဲ့အထဲကိုပေါ့နော်အမီးကိုငွေတွေငိမ့်သွားပြီဆိုရင်ဘာလေးလာလာထဲရလဲမသိဘူးလာလာထဲတာကိုတွေ့ရပေါ့နော်အပြီးတော့ဒီလိုကနေနေဒီမီးသွေးတွေပဲအောက်ကိုပြုတ်ကျသွားပြီဆိုရင်လည်းအာအကုန်လုံးကဂိမ်းတစ်ဖိုက်နဲ့ကြည်နေတာချက်ချင်းပေါ့နော်လာပြီးတော့ကောက်တယ်လာလဲနေပေါ့နော်အဲ့လိုမျိုးလေးလည်းတွေ့ရတယ်သူကနေတာကိုအဲ အနောက်မှာပေါ့နော်ကလေးလူငယ်လူကြီးမရွေးပေါ့နော်အလုံးဝထိုင်ကြည့်ပြီးတော့ကို့အလှဲကြမယ်အလှဲကိုအကုန်လုံးကဖောင်ဖိုင်းနေကြတာတွေ့ရတယ်။နောက်တစ်ပုံတည်းကပါပါကဲ့ရင်လည်းခုနှစ်ပြီးဟိုတောင်ဆိုပါတယ်နော်။